ခုလိုအကြောင်းရင်းကြောင့်ချစ်သူတွေဖြစ်နေပြီလို့ထင်ကြီးပေးခံနေရတဲ့အေးချမ်းမောင်နဲ့မိုဟိကိုပရိသတ်များအားလုံးမင်္ဂလာပါရှင့် ကျွန်တော်ရဲ့ page ကနေဒီတစ်ခေါက်တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့လက်ရှိ social media ပေါ်မှာအရန်ရေပန်းစားနေပြီးတော့အားလုံးကစိတ်ဝင်စားနေပြောဆိုနေကြတဲ့အမှုပညာရှင်ဆုံးတွေဒရက်ရဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတက်လက်ဖြစ်တဲ့မိုးဟီကိုနဲ့နိုင်ငံဒီမာလေးတွေရဲ့အသေးဆွဲမင်းသားကျော်အေးချမ်းမောင်တို့ရဲ့အကြောင်းပါ။နှစ်ကုန်ကနေအချိန်လေးမှာပရိသတ်တွေလုံးဝထင်မှန်မထားတဲ့သူတို့နှစ်ဦးရဲ့သတင်းကအားလုံးကိုအံ့အားသင့်စေခဲ့ရပါဗျ။ ဒီဒီဒင်းနေရဲ့မူလစင်းမြစ်ကိုပြန်ကြည့်မယ်ဆိုရင်မကြသေးခင်ကကျင်းပါခဲ့တဲ့နမကြီးလုံးဝရတနာဆိုင်တစ်ခုရဲ့ပွဲခန်းနာကိုသူတို့နှစ်ဦးသာအတူတူတက်ရောက်ခဲ့ရတာကနေစတင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာသူတို့နှစ်ယောက်အတူတူရှိနေတဲ့ပုံရိပ်တွေဟာအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတော့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကိုအပြည့်အဝဖန်ဆားနိုင်ခဲ့ပါတယ်။ပုံတွေထဲမှာမြင်ရတဲ့သူတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီမှုတယောက်ပေါ်မှာတယောက်ထားရှိတဲ့အမှုရာတွေကတာမန်လို့ပေါ်ဂိုင်ဘက်တွေထက်ပိုတဲ့ဆက်ဆံရေးတစ်ခုရှိနေသလားလို့တောင် ြင်းမားမားစေလောက်တဲ့ထိပောင်းမင်းသမီးမိုးရီကိုဆိုတာမြမအနုပညာလောကမှာ queen တပားလို့တင်စားရလောက်အောင်ကိုအောင်မြင်မှုရင်ကျက်တည်ငြိမ်မှုနဲ့စက်တည်ရှိရှိလှပနေတဲ့အလားတရားကိုပိုင်ဆိုင်ထားတာပါသူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာအခြေရင်းနဲ့ပတ်သက်လို့အရှုပ်ရှင်းမရှိနာမည်ပြမရှိပဲတန်တန်ရှင်းရှင်းနဲ့ရက်တည်လာနိုင်ခဲ့တာသူမရဲ့တန်ဖိုးကိုပိုတက်စေပါတယ်မင်းသားကျော်အေးချမ်းမောင်ကတော့လက်ရှိမျိုးဆက်တစ်တွေထဲမှာအရေးအချင်းရောရုပ်ရည်ပါပြေဆောင်ပြီးတော့ထိုးထွက်လာတဲ့ကျဲတဲ့ဘွင့်မှာ သူရဲ့စ조사အထုံးမှုတရုတ်ဆောင်ပိုင်နယ်မှုတွေကြောင့်ပြည်သက်တွေရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိထားပြီးတော့ပြည်မီဒီယာအိမ်မက်ထဲကအမင်းသားတစ်ပါးလို့ဖြစ်နေပါတယ်။ဒီလိုမျိုးနောက်ခံပုံရိပ်ကိုစီနဲ့ခိုင်မာနေတဲ့သူတို့နှစ်ယောက်ကိုအတူတူတွင်းမြင်လိုက်တဲ့အခါမှာပြည်သက်တွေအတွက်ကတော့အယံကိုစမ်းသစ်ပြီးတော့စိတ်လှရှားစရာကောင်းတဲ့အမြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။အသက်ရွယ်ကွာခြားမှုလေးရှိရာကြောင့်မမနဲ့မောင်လေးပုံစံအတွဲလေးဖြစ်နေပြည်သက်တွေကချစ်စနိုးတင်စားခေါ်ဝေါ်နေကြပြီးတော့သူတို့ရဲ့ chemistry ကိုလည်းအယံမဲသဘောကျနေကြတာဖြစ်ပါတယ်။ right? ဒီသတင်းလေးကိုပို့ပြီးတော့အသက်ဝင်သွားစေခဲ့ရကတော့မင်းသမီးမိုးဟေကိုရဲ့အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တဲ့အစကားတွေပါသူမကအေဂျင့်မောင်နဲ့ပတ်သက်ပြီးတော့လိန်မာတဲ့ကလေးတယောက်ဖြစ်ကြောင်းအလုပ်ကိုအရင်စူးစမ်းပြီးတော့တော်လုံးနဲ့အတွက်အခုလိုနေရာတစ်ခုကိုရောက်လာတာဖြစ်ကြောင်းချီးကျူးခဲ့ပါတယ်။ဒါအပြင်သူမဘက်ကနေအကြီးငယ်မခွဲကြပဲလေးလာသိမ်းယူစရာရှိတာတွေကိုအကုန်သိမေးသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ရကသူတို့ကြားမှာရိုးရိုးရှင်းရှင်းလောက်ဖို့ဂိုင်ဘက်ဆက်ဆံရေးထက်ပိုတဲ့အပြန်အလှန်လေးစားမှုအလေးထားမှုတွေရှိနေတယ် ဆိုတာကိုပြသနေတယ်လို့ပါပဲတပတ်မှလည်းမင်းသားကျော် အေးချမ်းမောင်ကအင်တာဗျူးတစ်ခုမှာမမမိုဟီကိုကသူ့ရဲ့အကြိုက်ဆုံးမင်းသမီးတစ်လက်ဖြစ်ကြောင်းသူမနဲ့အတူတူအလုပ်လုပ်ရတာက အရင်ပျော်ရွှင်ပြီးတော့လေးစားအားကျရကြောင်းပုံမွင့်လင်းလင်းနဲ့ဖြေကြားထားတာကတော့ပရိသတ်တွေရဲ့ထင်ကြီးပြီးမှုတွေကိုပို့ပြီးတော့အားကောင်းစေခဲ့ပြန်ပါတယ်လက်ရှိချိန်မှာတော့သူတို့နှစ်ဦးရဲ့တရားဝင်ဝင်ခံချက်ထွက်ပေါ်လာခြင်းမရှိသေးတဲ့အတွက် ဒါဟာပြည်သက်တွေရဲ့ချစ်ခင်မှုနဲ့ထင်ကြီးပေးမှုတွေအပေါ်မှာအခြေခံထားတဲ့ကောလာဟလတစ်ခုဖြစ်တာရှိနေပါသေးတယ်။ဒါပေမဲ့အနုပညာရှင်နှစ်ဦးရဲ့လိုက်ဖက်ညီမှုအချင်းချင်းပေါ်မှာထားရှိတဲ့နှွေးထွေးတဲ့ဆက်ဆံရေးတွေကြောင့်ပြည်သက်တွေကတော့သူတို့နှစ်ဦးကိုတကယ်ပဲလက်တွဲစေချင်နေကြတာဖြစ်ပါတယ်။တကယ်လို့သာဒီသတင်းတွေကအမှန်ကန်နေခဲ့မယ်ဆိုရင်တော့ဒီနေ့အထူးကြောင်နဲ့အလိုက်ဖက်ဆုံးဇုံတွဲတွဲဖြစ်မှတ်တမ်းဝင်လာအောင်မှသိကြပါရစေ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည်သက်ကြီးတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲ။ဒီမမနဲ့မောင်လေးအ တွဲကိုသဘောတူကြလောင်းသူတို့နှစ်ယောက်ရဲ့ဘယ်အချက်လက်တွေကိုကြည့်ပြီးတော့လိုက်ဖတ်တယ်လို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်